ဘယ်လူဘယ်သူကမှယုံလို့မရတဲ့ခဲအသက်၄၉နှစ်အမျိုးသားတယောက်ကမုံနဲ့ဖုံယူပြီးရွာထဲကကလေးကိုဆွဲဆောင်ပြီးအိမ်ကိုခေါ်သွားပြီးအဲ့လိုမျိုးအဲ့လိုမျိုးသွားလို့တယ်ရှင်ဒီအဖြစ်ပြက်ကဒီနေ့၆လပိုင်း၁၈ရက်နေ့ထိုင်းနိုင်ငံပတ်ဂျင်ဘူရီမှာဖြစ်သွားခဲ့တယ်ရှင်ဖြစ်စဉ်ကတော့အသက်၄၉နှစ်မာနီဆိုတဲ့အမျိုးသားကအိမ်တအိမ်မှာတယောက်တည်းနေတဲ့ မာနိကမိန်မမရှိဘူးတာသမီမေမြစ်တွေလည်းမရှိဘူးဒါကြောင့်မာနိကရွာထဲကကလေးတွေကိုချစ်တဲ့ပုံစံလှုပ်တယ်ရွာထဲကကလေးငယ်တွေကိုမှုတ်တွေဝဲကျွေးတယ်ပြီးတော့မာနိမှာဖုံးနှလုံးရှိပြီးကလေးကိုဖုံးခေါ်ကြည့်မယ်မှုတ်သွားဝဲကျွေးမယ်အိမ်မှာမှုတ်ရှိတယ်ဆိုပြီးရွာထဲကကလေးကိုအိမ်ကိုခေါ်လာတယ်တရှင် ခလေးမိဘအများစုလည်းမနိမာသားသမီးမရှိတော့မနိကသူတို့ရဲ့သားသမီးမေးမြစ်တွေကိုသမီးအရင်လိုချစ်တယ်ထင်ပြီးလွတ်လိုက်တယ်မနိအင်ကိုပေးသွားကြတယ်ဒီခရက်3-4ရက်လောက်တုန်းက၄နှစ်အရွယ်ပဲရှိတဲ့သမီးလေးနာမည်က A လို့ခေါ်တယ်သမီးလေး A ရဲ့အဖွာကသမီးလေး A ကိုရေချိုးပေးတယ်တရှင်အဖွားကမိလေးအေကိုရေချိုးပေးတော့မိလေးကဖွားဖွားသမီးနာတယ်ဆိုပြီးအဖွားကိုပြောတယ်အဖွားလည်း ကြည့်လိုက်တယ်အဖွားကြည့်တော့တမီလေးရဲ့အဲ့ဒါအာဒံယာရနေတယ်တရှင်ပြီးတော့အဲ့လိုမျိုးအရေထွက်တဲ့အထီကိုဒံယာရတာကူးဆက်ယောဂကူးဆက်ခံတရတလိုမျိုးဖြစ်လို့အဖွားလဲမီလေးကိုဆီအောင်ခေါ်သွားလိုက်တယ်ဆရာဝန်လည်းအာစစ်ကြည့်ပေးလိုက်တယ်ရှင်အဲ့နဲ့အဖွားလဲဗီဒီယိုရိုက်ထားပြီးမီးလေးကိုမေးတယ်။မလို့မီးလေးကအဲ့လိုမျိုးဖြစ်သွားတာလဲဘယ်သူလောက်တာလဲပေါ့ရှင်။ အစပိုင်းမီလေးကမီလေးမပြောရဲဘူးမီလေးပြောရင်ဖဖွားမီလေးကိုရိုက်မှဆိုလို့ပြီးတော့အဖဖွားကအာလူမနီကိုရိုက်မှဆိုလို့လို့ပြောတယ်။ဒါကြောင့်ပဲသူလှုပ်တယ်ဆိုတာအဖွားတိသွားတယ်ရှင့်လှုပ်တဲ့သူကဘေးအိမ်ကလူမနီ ဟိုမနီးဘယ်နှခါလို့ဖူးပြီးလဲလို့အဖွာကမိလေးကိုမေးတော့မိလေးက၃ခါရှိပြီလို့ပြောတယ်။အစပိုင်းလူမနီးဝမခံဘူးရှင်ခလေးငယ်တွေကိုတာသမီအရင်လိုမျိုးပဲချစ်တယ်မလို့ရဘူးလို့ပဲညင်းနေရှင်။အဲ့နဲ့အဲ့ဒီရွာထဲကအသက်ရှင်တဲ့အရွယ်ကောင်လေးကလူမနီးလို့ရတယ်လို့ထွက်ပြောတယ်။ကောင်လေးပြောတာကတော့တရက်မှာကောင်လေးကလူမန်နီရဲ့အိမ်အောက်မှာဖုံးထိုင်ဆော့တယ်တဲ့ရှင် လူမနီရဲ့အိမ်ကပုံထားတွေ့တဲ့အတိုင်းအဲ့လိုမျိုးပြင်နေလောက်ထားတဲ့အိမ်ပြီးတော့အပေါက်အပေါက်တွေလည်းအများကြီးတာလီကလူမနီရဲ့အိမ်အောက်မှာဖုံးထိုင်ဆောင်နေတဲ့အချိန်မှာလူမနီရဲ့အိမ်ပေါ်မှာတမီလေးအေယီတန်ကိုကြားတယ်တရှင်ဒါကြောင့်တာလီလည်းအပေါက်ကနေချောင်းကြည့်သွားလိုက်တယ်ချောင်းကြည့်တော့အိမ်ထဲမှာလူမနီနဲ့တမီလေးအေပဲရှိတယ်လူမနီကတမီလေးအေကိုဖုံးပေးကြည့်တယ်တရှင်တမီလေးလည်း ိတ်ပြီးဖုံကြည့်နေတယ်ဘာကြည့်တယ်လဲတော့မသိဘူးတမီးလေးကရည်နေတယ်ရှင်လူမန်နီကဘာလုပ်နေရလဲဆိုတော့တမီးလေးကဖုံကြည့်နေတဲ့အချိန်မှာလူမန်နီကတမီးကိုအဲ့လိုမျိုးအဲ့လိုမျိုးလှုပ်တာတားလေးကပြီးတဲ့အထိကြည့်ခဲ့တယ်တားလေးတွေးခဲ့တယ်လို့တားလေးကထွက်ပြောလေရှင်ဒါကြောင့်မီးလေးရဲ့အဖွာလေးရဲစခန်းကိုတွားပြီးလူမန်နီကို အမှုဖွင့်လိုက်တယ်လူမနီကတီငိနေသူအရက်တွေလည်းမတောက်တက်တဲ့သူမို့ရွာထက်ကသူကလူမနီကိုယုံကြည်ကြတယ်ဒါပေမဲ့နောက်ဆုံးလူမနီကရွာထက်ကလေးကိုဒီလိုမျိုးလှုပ်သွားနေရှင့်တမီလေးအေအဖွာကရဲစခန်းမှာအမှုတော်ဖွင့်တော့ကျန်တဲ့ကလေးအမိ၃ယောက်လဲ yes camp ကိုတွားပြီးလူမနီကိုအမှုဖွင့်တယ်သူတို့သားသမီးလဲလူမနီအဲ့လိုမျိုးအဲ့လိုမျိုးလောက်တာခံရတယ်လို့ထပ်ပြောကြတယ်ရှင်အစပိုင်းလူမနီသူမလောက်ရဘူးလို့သူပြောပေမဲ့ ထွက်ပြေးတင်းရှောင်သွားတဲ့ရှင်စုခိုထိုင်ကိုထွက်ပြေးသွားတဲ့မနင်းညလုံးကရဲကလူမနီကိုစုခိုထိုင်ထိသွားဖမ်းပြီးပြီးဖမ်းမိသွားပြီးရှင်အမှန်ဆိုရင်ပြီးခဲ့တဲ့နှစ်လောက်လုံးကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးလူမနီကိုတရားသွားဆွဲဖူးတဲ့သူရှိတယ်တဲ့ရှင်ဒါပေမဲ့အဲ့တုန်းကအထောက်အထားမပြည့်စုံလို့ရဲကလူမနီကိုပြန်လွတ်လာတာတဲ့ရှင် လူစိတ်ကမမြင်နိုင်ဘူးရှင်အဲ့တော့တယောက်ယောက်ကကိုယ်သားသမီးကိုအရန်ချစ်ပါတဲ့အမောခနခနဝဲကျွေးတယ်ဖုံးပေးကြည့်တယ်ခေါ်သွားတယ်ဆိုတိုင်းလဲမယုံကြည်နဲ့တော့ရှင်လူတိုင်းလူမနစ်လူမျိုးမဟုတ်ပင်မဲ့ခယူဆိုင်တတိထာရကအကောင်ဆုံးပဲရှင်ကိုရဲ့တာသမီမီးတွေကိုဘက်တုနဲ့မှလွယ်လွယ်ကူကူနဲ့ပေးမသွားနဲ့ရှင် ခလေးတွေကငင်းငင်းရွယ်ရွယ်ပဲရှိသေးတဲ့တနာပါတယ်နော်ရှင်ခလေးတွေကဘာမှမသိဘူးော်သူများမုတ်ဝဲကျွေးမယ်ဖုံးပေးကြည့်မယ်ဆိုတော့လိုက်သွားကြတာလေရှင်မိဘဖြစ်သူတွေကပဲကိုယ့်ရဲ့တာသမီတွေကိုတေချာခ ्यू ဆိုင်ကြပါရှင်